သူများဒီနေ့မှာဖခင်သူတို့ဘလောက်ဘလောက်ကောင်းမြတ်လဲဘလောက်ဘလောက်ကောင်းမြတ်လဲဆိုတာကိုဝင်ဝင်ရပေးခြင်းနေပေါ့နော်ဝင်ရပေးနေတသက်ခံနေသမီးကနည်းရအဖေနဲ့အမေကကွဲသွားတော့အဲ့ တမီးရဖေနဲ့မရကွာတမီးရတမီးအဖွားနဲ့ပဲနေရပေါ့နော်တမီးအဖွားနဲ့နေရတမီးအထော်နဲ့နေရအဲတနေ့မှာအမိုးကဖုန်းဆက်လာတယ်ပေါ့နော်အမိုးနဲ့မနေဘူးဆိုတော့အဝေးမှာဆိုတော့အမိုးကဖုန်းဆက်လာတယ်အမ်အမီလေးလည်းအမီလေးဒူဘိုင်းသွားချင်လာတဲ့အဲတမီးကလည်းအဲ့ဒီအချိန်မှာဒါစိတ်ကြကြနေတဲ့အချိန်ဆိုတော့ဒီမှာလည်းမနေကျွန်တော်ဥဆိုပြီးတော့အာသွားမယ်ဆိုပြီးပြောလိုက်တာ အဲ့ဒါလိုက်တော့မကြောက်ဘူးဟိုသွားမယ်အခွင့်အရာရလာတယ်ပေါ့နော်အဲ့ဒီချိန်မှာ passport နဲ့ကိုယ့်ဘာသာကိုသွားလုပ်တယ်စမကတ် OWIC မှတ်ပုံနဲ့ပေါ့နော်တမိတယောက်ပဲပဲသွားပြီးလုပ်တယ်ပေါ့နော်အဲ့ဒီချိန်မှာဘုရားအာမကိုတက်သေးဘူးလူငယ်ဆိုတော့ပြောမယ်ပါမယ်သွားမယ်လာမယ်အဲ့ဒါပဲစိတ်ထဲမှာရှိရဘုရားအာမကိုတက်ဘူးဟုတ်ခက်ခဲနေတဲ့အချိန်မှာဆူတောင်းဆူတောင်းလာတော့ပဲရှိရဘုရားကို ။ကဲတော့မှအားမကိုးခဲ့ဘူးပေါ့နော်။ခေါင်းလည်းမာတယ်ဟို။ဒီရလိုချင်တယ်ဆိုလို့ချင်းတောင်းလို့တစ်ခါတောင်းလို့မရရင်ထပ်ပြောမတောင်းဘူး။အဲ့လိုနဲ့ပဲအဲ့လိုနဲ့ပဲတမီးကတမီးရဲ့အတ္တတာကိုအဲ့လိုနဲ့ပဲဖြတ်တန်းတယ်ပေါ့ပြပြပဲလွယ်ကူကူလွယ်လွယ်ကူကူနဲ့ပဲဖြတ်တန်းတယ်တမီးသွားဖို့အတွက်အခက်အခဲတွေအများကြီးရှိရတယ်ဒါမှလည်းဖေကတမီးကို အမေတခါဆူတောင်းလိုက်ရုံနဲ့အမေကပြည့်တယ်ဘုရားတမီးတို့ဘယ်တော့မှပြည့်မထားဘူးမျက်နှာသာအရန်ပေးတယ်ဒါပေမဲ့တမီးကအရန်ကောင်းပါတယ်အမိုးနဲ့အပါနဲ့မိသားစုဝင်တွေကယုံကြည်သူဖြစ်လို့ဒါဒီယုံဒီအရင်ခရိယာဆိုပြီးယုံယုံကြည်သူဖြစ်တာမိဘတွေကလည်းယုံကြည်သူမဟုတ်တော့တမီးလည်းယုံကြည်သူဖြစ်မှာမဟုတ်ဘူးဟာတမီးအသက်တာအရန်အခုချိန်ထိလည်းပဲ ဟောဟောဟောပြန်နေတော့မယ်ဖះเจ้าကိုပြောရမယ်ဆိုရင်အများကြီးနှုတ်ကပွင့်မထွက်ဘူးတခြားဟိုမဟုတ်တာရေပြောရမယ်ဆိုတော့ကစက်ကအများထွက်တယ်ပေါ့နော်ဒါမဲ့အခုချိန်မှာဖះကောင်းမြတ်ကြအောင်အများပြောခြင်းနဲ့အမိုးရတမျိုးသတိခံမှုအစအရာတိုက်တွန်းနေဒါမဲ့ကစက်ကမထွက်ဘူးဘယ်လိုမှပြောလို့မရဘူးအခုကအများဖះကောင်းမြတ်တယ်ဆိုတော့တကယ်လည်း စဉ်းစားစဉ်းစားစဉ်းစားမိလာရဲ့စဉ်းစားမိလာရဲ့ပြီးတော့ကိုကယုံကြည်မှုတရားဖြစ်နေပြီးတော့ကိုကမှမပြောဘူးဆိုလို့ရှိရင်တခြားလူတွေကလည်းအာသမီးဒီမှာကြည့်တယ်ပေါ့နော်မယုံကြည်သူတွေကပြောင်းလဲပြောင်းလဲမယုံမိရောဖလားမဟုတ်ပဲねပြောင်းလဲသွားတဲ့ယုံကြည်သူတွေကဆရာထက်တယ်ပြီးတော့သမီးသမီးကိုမိရောဖလားယုံကြည်သူတွေကျတော့အများဆရာမထက်တော့ဘူး တခြားရာတွေကဥသားပေးနေတဲ့သမီးစိတ်ထဲမှာအဲ့လိုမျိုးခံစားရတယ်အဲ့ဒါကြောင့်မို့သမီးအသမီးပေါ်မှာဘုရားဘယ်တော့ကောင်းမြတ်ပြီးတော့မျက်နှာသာပေးခဲ့လဲဆိုတာကိုခွန်အားပေးတင်တာပေါ့နော်အဲ့ဒါမိဒူဘိုင်းသွားသွားမယ်လိုင်းခီးမှာတင်နင်နင်ရကိနေပြီလေဗောနာတကြောင်းနဲ့သွားတာမဟုတ်ဘဲနဲ့တရုတ်ကနေမှတချင်းသွားတယ်။သမီးရဲ့အသက်အရွယ်နဲ့သမီးရဲ့ မပြည့်စက်တော့ဒီအတွေ့အခေါ်လေးနဲ့ဘလို့မှမဖြစ်နိုင်ဘူးပေါ့နော်။သွားတဲ့အခါမှာကိုကဒီပကိုးလောက်ကိုပဲလဲလဲဝဲသွားတက်ပြီးတော့ကိုကိုကိုလဲလို့ထင်နေတာပေါ့နော်။တကယ်သွားတဲ့အခါမှာအရန်ခက်ခဲတဲ့နေသိမ့်မှာဆိုလို့ရှင်လည်းပဲအရန်မြန်မာလေးတောင်မှမရှိဘဲနဲ့တစ်ဆင့်တစ်ဆင့်ဟိုစာဖတ်ပြီးတော့သွားတာတမီစာဖတ်ပြီးတော့သွားတာဖြစ်တော့တမီတော့အရန်ခက်ခဲဖြစ်တယ် တမီတမီသွားရမယ်အဲ့ဒီဝင်ရမယ်ဖြတ်ပေါက်ကိုလည်းတမီအဲ့တရုတ်မှာမသိဘောနော်ဒါပေမဲ့တမီဖျားသခင်ကြီးမှာဉာဏ်ပညာတောင်းနေတမီကိုဟိုဒီအခါတမီအခုသွားမယ်လမ်းကြီးမှာကိုရတူပါရှိပေးပြီးတော့အစဉ်ပြေပြေနဲ့ရအောင်ပို့ဆောင်ပေးသနာမှုပါဆိုပြီးတော့ပြီးတော့အဲ့အရောင်မှာတမီကဖျားဖျားအရင်ကောင်းမြတ်တယ်ဘောနော်တမီတမီတယောက်တည်းတမီရဲ့အတက်ရွယ်နဲ့အဲ့ သွားတယ်လမ်းခီးမှာအရန်အခက်ခဲတွေအများကြီးဖြစ်တယ်သမီးဘာမှမသိရလို့ထိုင်ကိုယ်နေနဲ့စိတ်လောက်ဖြစ်တယ်ဒါမဲ့ဘုရားပြစ်မထားဘူးဘလောက်ပဲဖြစ်ဖြစ်အကူညီပေးမဲ့လူကသူ့အလိုလိုပေါ်လာတယ်ဘုရားတော့အဲ့ဒီအချိန်ကြီးလည်းသမီးအဲ့လောက်စုမတအောင်အဲ့လိုမျိုးပဲပေါ်ပြပြပဲသွားတယ်လမ်းခီးတစ်ချောင်းတော့ဒါမဲ့ရောက်သွားခဲ့တယ်ရောက်သွားတော့သမီးကဒီမှာနေတော့လည်းဘာမှလည်းမလုပ်တတ်ဘူးထမင်းလည်းမဖြတ်တတ်ဘူးတပြက်စီလည်းမဖြတ်တတ်ဘူးဘာလို့ဘာမှမလုပ်တတ်တော့သူရနိုင်ငံမှာသွားပြီးတော့လောက်ရတဲ့အခါကျတော့သမီးတို့က မလွယ်ဘူးဘယ်ရမှအရင်ခက်ခဲကြမ်းတမ်းနေတမိမလမ်းတော့မှဒီနဲ့ခေါင်းနှိုင်းနှာရှောင်းမောတက်တဲ့လူဆိုတော့အရင်ခက်ခဲတယ်တမိအလုတ်သွားလုတ်တယ်ပြန်လာတယ်ပြီးရင်မလုံနိုင်တော့လို့ဆိုပြီးပြန်လာတယ်ပြီးတော့တမိပြန်တော့မယ်ဆိုပြီးတော့အဲ့လိုပဲပေါ့ပြပြပဲတွေးလိုက်တာဒါမဲ့အဲ့လောက်မလွယ်ဘူးပေါ့နော်အမိုးကတမိကိုပြောတယ်ဟိုအဲ့လိုမျိုးပြောကိုမိဘကလည်းကိုက မိသွားတော့လည်းပတ်စံတွေအများကြီးကုန်လာဆိုတော့အမိုးတို့လည်းတနာလို့ဆိုပြီးတော့သူများလည်းဘလုံးကဆက်ပြီးတော့မလုံနိုင်တော့ဘူးအမိုးတို့ကလည်းအမိုးတို့ကလည်းပဲလုံလိုက်ပါအောင်ဆိုပြီးတော့ဒီအကျွေးကြေးပိုင်းဒီလုံလိုက်အောင်လုံလိုက်ပါအောင်အာပြီးသွားလို့ရှိရင်ပြန်လာခဲ့ပေါ့နော်အဲ့လိုမျိုးပြောရဲမလုံနိုင်လို့ရှိရင်လည်းကျွေးတဲ့ဒီပဲလောက်လိုက်ပြီးပြလာခဲ့လေလက်မပုတ်ပေးလိုက်မယ်ဆိုပြီးတော့သမီးပြောသမီးကလည်းအလောက်တော့မအောင်အိမ်မှာမလုံနိုင်တော့ဘူးပေါ့နော်လုံနိုင်တော့အချိန်မှာသမီးသမီးသွားတဲ့အချိန်မှာဒီမှာဆို12လပိုင်းဖြစ်နေပြီအဲ့မှာအရန် အေးလိုင်းဖြတ်ထားရပါတော့အေးလိုင်းဖြတ်ထားတဲ့ကြောင့်မို့ဒီတိုင်းနေကင်းပတ်တော်မှာအနှွေးတဲ့3လတာဝစ်ပြီးတော့နေရတဲ့အချိန်ဆိုတော့အရင်အေးတဲ့အချိန်မှာသမီးအာတစ်ဖက်မှာလည်းကိုမိဘကိုတနားရတဲ့ကြောင့်မလို့မပြန်ဘာမှကိုအစ်မပြေရကြအောင်မပြောချင်တော့ဘူးဆိုပြီးတိုက်နေတယ်တစ်ဖက်မှာလည်းသမီးဘလို့မှမလုံနိုင်တော့ဘူးဆိုပြီးတော့မအဲ့လိုမျိုးတွေးပြီးတော့မှအာ ့ဘယ်သူမှလည်းတော့ဖတ်မပေးစင်တော့ဘူးဆိုတော့အဲ့ညာသမီးစဉ်းစားရတယ်ပေါ့နော်တညာလုံးစဉ်းစားရတယ်ဘာလို့အမလည်းဖျားသခင်ကလည်းဖျားသခင်ကဒီကိုပို့တာငါ့ကိုဖျားကလည်းပဲပြောရပေါ့နော်ဖျားအဲ့ဒါဆိုအပြစ်တင်တာပေါ့နော်ဘာလို့သမီးကိုဒီလိုမျိုးခက်ခက်ခဲခဲတညာတတောင်းပို့ဆောင်ပေးရတာလဲအဲ့လိုမျိုးဖျားအပြစ်တင်တယ်ပြီးတော့အမ်သမီး ဘလို့မှကိုကိုကိုလည်းမလို့ကျွန်တော်ကိုကိုကိုလည်းမလို့ကျွန်တော်ရဲ့ရက်တွေများလာတဲ့တော့ကြောင့်မိဘကိုလည်းဒုက္ခမပေးခြင်းမဆိုပြီးတော့ပါတမီကိုကိုအေးအေးလိုက်ဖြစ်လာတဲ့အချိန်မှာတမီရေချိုးကန်းထဲမှာရေကိုဖွင့်လာပြီးတော့တညလုံးနေလိုက်တယ်ပေါ့နော်လူကနေတညတညလုံးနေလိုက်တဲ့အချိန်မှာမနက်ခင်းကျလူကတိတော့တိတယ်ဒါပေမဲ့ကိုကိုဘယ်သူတွေ အရာအားလုံးတော့တိနေတယ်ဘလို့ဘက်ကလည်းပြောလို့မထွက်တော့ဘူးလူကလည်းလှုပ်လို့မရဘူးကောနော်အဲ့လိုမျိုးဖြစ်သွားတယ်ပြောရစီမှာတမျိုးအဲသူများနိုင်ငံမှာကိုကိုကိုအဲ့လိုမျိုးလှုပ်လဲပဲအဲ့ဒါလူတက်တာနဲ့တူတူပဲဆိုတော့သူကအဲ့လိုမျိုးတမျိုးအဲ့ဒီမှာတမီးကိုဆေးရုံအရင်ခေါ်ရတယ်ဆေးကဆေးရုံရခေါ်ရတယ်တမီးအောက်ဆီဂျင်ရှူရတယ်ဆေးရုံတရလောက်မှတက်ပြီးတော့မှအာရဲစခေါင်းသူကခေါ်ရတယ်ပေါ့နော်ရဲစခေါင်းခေါ်ရတော့အာ အရင်မိအဲ့အထက်လူကြီးနဲ့တည်းတယောက်ပြီးတယောက်နဲ့တွေ့ရတယ်ပေါ့နော်တွေ့ရတဲ့အခါမှာတမီးအသက်ရွယ်တမီးကမဖြစ်စလောက်ကိုအတွေ့ခေါ်မယ်သူတို့ရဲ့သူတို့စကားတော့တမီးနားမလဲတမီးစကားတော့သူတို့နားမလဲဘူးအဲ့စီမှာအရင်ခက်ခဲခဲ့တယ်ဒါပေမဲ့ဘေးကအပြစ်မထားဘူးတမီးကိုတမီးကတမီးစုတောင်းတယ်ဘုရားမှမကူညီတမီးမတတ်နိုင်တော့ဘူးပေါ့ဒီအရာကိုလွတ်မြောက်ခွင့်ပေးမယ်ဆိုလို့ရှိရင်ဘုရားကိုတမီးယုံကြည်မယ်လက်ခံမယ်ဘုရားကိုအချိန်ပေးမယ်ဆိုပြီးတော့ဘုရားကိုစိန်ခေါ်တယ်ဒါပေမဲ့ မလွယ်ဘူးခေါ့နော်ဖះလွယ်လွယ်ကူကူနဲ့မပေးဘူးအဲ့ချိန်မှာအဲ့ရဲစက်စက်မှာသမီးတယောက်ပြတဲ့နဲ့တွေ့ရတယ်သူတို့သူတို့ပြောတာသမီးတည့်ရရလဲတည့်ရှိတယ်မတည့်ရရလဲရှိတယ်ဒါပေမဲ့အဲအဲ့ဒီအချိန်မှာအဲ့ဒီရဲစခန်းမှာသမီးသုံးရလုံးလုံးအိတ်ခရရပေါ့နော်တယောက်ပဲအခန်းထဲမှာအမင်းကလေးလည်းမရှိဘူးအစားလေးပဲရှိတယ်အဲ့သူတို့ရရစကားပြောအရန်ကျေတော့သမီးအရန်ချက်ပဲပေါ့နော်အဲ့မဖျားသူ့ကို သမီးတမေကိုတ냐လာအခန်းထဲမှာစုတောင်းတယ်စတော့ကျွန်တော်ဖေရဖေတော့မှအငတ်မထားဘူးဘောနော်ဘိုက်တွေအရင်ဆားရဲ့အချိန်မှာသမီးကိုအဲ့ခုန်ကြီးပေးမဲ့လူကဘလို့ပဲဖြစ်သူ့အလိုလိုရရောက်လာရဲ့ဘောနော်သမီးကိုအဲ့ရဟို security ကသမီးကိုအရင်ကောင်းမေးတယ်ဘောနော်အစားပိုင်းတော့သမီးကလည်းဘလို့ပြောမလဲရောက်ကြလေးဆိုတော့တိတ်ပြစကားမပြောချင်မှားဘူးလို့ပဲထင်ပြီးတော့အခုကဖာတိဖာတာပဲနေပြန်မပြောမစားဘူးဆိုပြီးနင်းနေပါတော့နောက်ပါကြမနေနိုင်တော့လူကအဲ့တော့သူကလည်း တသမီးအသက်ရွယ်လောက်ပဲရှိရသမီးတနာလို့မှဆိုပြီးတော့အများတမီး၃ရက်လောက်သူတမီးကိုအပြင်အစားစားပဲဝယ်ကျွေးတယ်အများကောင်းတယ်ပေါ့နော်အဲ့ဒီခါမှာတမီးဆွတော့မယ်တမီးဒီနေရာမှာဆက်ပြီးတော့မနေနိုင်တော့ဘူးဘယ်လိုပဲဖြစ်ဖြစ်တမီးကိုကောင်းတဲ့နေရာပို့ဆောင်ပေးပါတမီးရုံးလည်းမပြောင်းဘူးဆိုပြီးတော့မှတမီးလုတ်တဲ့အခါမှာပြောဘုရားသခင်ကမှဆူတောင်းတဲ့အခါမှာဘုရားသခင်ကအာနောက်နေ့မှာပဲဆူတောင်းနေတဲ့အချိန်မှာပဲတမီးကိုလာခေါ်တယ်။လာခေါ်ပြီးတော့မှတမီးကို သူတို့ခက်ခဲနေတဲ့တမီးတို့တမီးလိုမျိုးခက်ခဲသူများနိုင်ငံနဲ့လာပြီးတော့မှတို့နိုင်ငံမှာလှုပ်လာလှုပ်တဲ့လူတွေခက်ခဲနေတဲ့လူတွေကိုထားတဲ့နေရာမှာတမျိုးပို့ဆောင်ပေးခဲ့ရပေါ့နော်စသနာတမီးဘယ်နေရာကိုသွားခေါ်ရလဲဆိုတော့ကိုကိုမသိဘူးအတမီးထင်တယ်တမီးငါထောင်မြတ်ချောက်ရလားဗာမြတ်ဖြစ်တာလဲဆိုပြီးအရာအဲ့ဒီအချိန်မှာအဲ့ဒီအချိန်မှာမအဲ့လည်းတမီးပြောင်းလာမခံသေးဘူးပေါ့နော်ဆိုတော့တောင်းနေတယ်ဒါမဲ့ ယုံကြည်ယုံကြည်လားဆိုတော့ယုံကြည်တယ်ဒါပေမဲ့မဖြစ်နိုင်တော့ဘုရားမလုံးနိုင်မလုံးပေးနိုင်ဘူးငါ့ကိုပြစ်ထားမှာပဲဆိုသူများအဲ့ဒါပေမဲ့တောင်းတာတော့ပါဇက်ကတော့လျှောက်တောင်းနေတယ်အဲ့အချိန်မှာဘယ်သူမှကိုယ်မကူညီနိုင်ဘူးဆိုတော့တည်ရဘုရားသခင်လွှဲပြီးတော့ဘယ်သူမှမကူညီနိုင်ဘူးဆိုတော့တည်ရဘုရားသခင်မှဆုတောင်းတယ်အဲရောက်ရတဲ့ခါမှာအရင်အဆင်ပြေရပေါ့နော်ဖုံးသိမ်းတာတခုပဲကျွန်တော်အားလုံးအဆင်ပြေတယ်အင်းကြီးဝတ်စားတော့မှရှော်ရမလို့အခန်းဆိုလို့ကိုယ့်ဟာကိုယ့်ကိုယ်ကိုတီးတက်မဲ့ထားပေးတယ် အဲ့တော့ထမင်းလည်းဘာမှချက်ပြမလို့ဘာလို့ဘာမှလုပ်ပြမလို့အရင်အစ်စ်ပြရဲ့ဒါပေမဲ့လူငယ်ဆိုတော့ဘုံမကြည့်ရတော့မနေနိုင်ဘူးတမရလည်းအဲ့နဲ့ဖျားစခင်ကပါဆူတောင်းတယ်ဖျားဘာလို့တမီးကိုဒီလိုနေဟာပို့ဆောင်ပေးရလဲအရင်မနေခြင်းဘူးမနော်ဒါပေမဲ့အဲ့လိုဆူတောင်းတဲ့အခါမှာအချိန်တော်တော်ကြာမှခရရတယ်တမီးအဖေပြန်ပေးတယ်တမီးဆူတောင်းတယ်တမီးရုံရုံကလူတွေတမီးတရားရောက်လာခေါ်ပါလေတမီးရဲဆူတောင်းတယ် လာခေါ်တဲ့အဲ့လိုဆူတောင်းဆူတောင်းနေပဲဆူတောင်းတာတွေကတကယ်ပြည့်လာတယ်လာခေါ်တယ်လာခေါ်ပြီးတော့လည်းဖခင်သူ့ကိုသမီးစိတ်ထဲမှာမယုံကြည်သေးလို့ပဲသူကသမီးကိုထပ်ပြီးတော့မှဒုက္ခကိုထပ်ပြီးတော့ပေးတယ်ပေါ့နော်အဲ့ဒီယုံကလည်းသမီးခက်ခဲယုံပြန်ရောက်လာတော့လည်းယုံကလူယုံမှမြန်မာရရှိရဆိုပြီးသမီးပြန်နေလာဒါမဲ့ပြန်ရောက်လာတဲ့အခါမှာအရင်နေခဲ့တဲ့နေရာထပ်တော့မှဘူးခက်ခဲကြက်တန်းခဲ့တယ်ပေါ့နော်ကို့မြန်မာစင်ညာဖိနေတာအဲ့လိုခံခံခဲ့ရသမီး ထပ်ပြီးတော့ဆုတောင်းပြန်တယ်အဲ့နေရာကိုပြန်ပို့ဆောင်ပေးပါဆိုပြီးတော့နောက်မှညဖះသခင်တမိဆုတောင်းတော့အရန်တမျိုးဆိုဘယ်နေရာပဲရောက်မျက်နှာသာပေးတယ်ဘလောက်ပဲခက်ခဲဖြစ်ဖြစ်အဲကိုနဲ့ဘာသာတူတူမတူဘူး तू ကဖះသခင်တမိအမြန်အဲဘယ်နေရာပဲရောက်လူချစ်လူခင်ပေါ်ရတဲ့ခွင့်ပေးရဲ့သမီးတို့နေရာမှာသမီးတို့တွေးတယ်ငါတို့နေရာမှာတခြားလူသားဆိုလို့ရှိရင်လည်းဒီလိုမျိုးအခြေခံပါမလားဆိုပြီးသမီးအများကြီးတွေးတယ် ဘုရားတခုနည်းနည်းတော့ဘုရားတက်နိုင်တယ်ဘုရားလုံးပေးနိုင်တယ်ဆိုတော့အဲ့ဒီအချိန်မှာနည်းနည်းတော့ယုံကြည်လာလက်ခံလာတယ်အမတရားရခိုင်တော့မဟုတ်သေးဘူးအဲ့နဲ့သမီးရဲ့အဘူဒါဘီကိုပြန်သားခြင်းနဲ့အဲ့ဒီလုံးမပြန်နေခြင်းနဲ့သူဆုတောင်းတဲ့အခါမှာဘုရားပို့ဆောင်ပေးရပေါ့နော်ထပ်ပြီးတော့အဲ့ဒီအဲ့ဒီဘာမှအခုရေးမရှိပဲတက်တက်ကြီးပေါ့ပြန်ပြီးတော့မှပို့ဆောင်ပေးတယ်အဲ့ဒီနေရာပြန်သွားရတယ်အဲ့ဒီနေရာပြန်သွားရတဲ့အခါမှာလည်းပဲ ဲ့နေရာကိုပြန်ပြန်သွားတော့အဲ့အနေပဲဆူတောင်းနေအမှလည်းကြာတော့တမီးကတမီးကလည်းဖះကိုအရာအရာမေးခွန်းထုတ်တယ်အရာလည်းဟိုပို့ပေးဒီပို့ပေးဆိုရင်အမှန်ဆူတောင်းနေပေါ့ဒီနေရာရောက်ပြီဆိုဟိုနေရာပို့ပေးဟိုနေရာရောက်ပြီဆိုဒီနေရာပို့ပေးဆိုပြီးတော့တမီးဆူတောင်းတဲ့ခါလည်းဖះခင်ကတမီးကိုအနေနဲ့အမြန်မဲအမြန်တော့ပို့ဆောင်ပေးတယ်တမီးသွားတဲ့နေရာကိုအမြန်တော့ပို့ဆောင်ပေးတယ်အဲ့လေဖះကောင်းမြတ်ဖះကကို့ပေါ်မှာဘယ်တော့လုတ်ပေးခဲ့လဲဆိုတော့လည်းတိတယ်ဒါမှမဟုတ်လဲအမ် တိတ်ပြီးတော့မှလက်မခံနိုင်သေးဘူးဖြစ်နေအောင်စိတ်ကတနေရာမှာနှစ်လသုံးလလောက်နေရပါတော့။ဘုံမသုံးမနဲ့နေရဖြစ်တဲ့အတွက်ကြောင့်မို့သမီးလူငယ်ဆိုတော့အရန်ဘုံဟောပဲစိတ်ထဲမှာအများကြီးရှိနေတော့အရန်ဘယ်လိုပြမလဲစိတ်ထဲမှာဘလို့မှလည်းမပြောတော့ဘူး။အဲ့ဒီမှာရုံးတစ်ခါပြန်ရောက်တော့ရုံးကလူကသမီးကိုဒီဒါဆိုလို့ချင်းနေမှုတွေပြီးပြီးတဲ့အဲသမီးသွားတာ ဆနလာပိုင်း29ရက်နေ့ကသွားတယ်။သမီး9လလောက်ကြာသွားတယ်ပေါ့နော်အမ။အဲ့9လအတွင်းမှာကြုံတွေ့ရတဲ့ခက်ခဲပြဿနာတွေအများကြီးရှိရပေါ့။ဒါမဲ့အရင်ခေါင်းမာရပေါ့နော်မယုံမယုံကြည်ရတော့မဟုတ်ဘူး။ယုံကြည်ရတာမဲ့လက်မခံချင်တာဖះကောင်းမြတ်တယ်ဆိုတာဟုတ်။ဘယ်ရပဲလောက်လောက်ထားငါလောက်လုံးငါရတာဆိုပြီးတော့အဲ့အတွေးပဲရှိရဖះလောက်ပဲဆိုတာဟုတ်။ဖះဘယ်ရပဲပြပြကို ကိုလုံးလို့ရတာမဟုတ်ဘူးเนาะနောက်ကြာနေဖရာအမြဲတမ်းပံ့ပိုးပေးတယ်ကုညီပေးတယ်အမြဲတမ်းသမီးပေါ်မှာဆိုအမြဲတမ်းမျက်နှာသာပေးတယ်ကောင်းမြတ်ခြင်းတွေပေးတယ်ပေါ့เนาะအဲ့ဒီမှာသမီးအဲရောတစ်ခါပြန်ရောက်လာတယ်ပြန်ရောက်လာတဲ့ခါမှာသူတို့သမီးဖရာပတ်စံတိန်တရားတောင်းတယ်ပေါ့เนาะတောင်းတဲ့ခါမှာသမီးတို့အနေနဲ့ဒီအဲ့တိန်တရားကိုတပုံနဲ့ပေးဖို့ဆိုတာဘလုံးမဖြစ်နိုင်ဘူးပေါ့เนาะဒါပေမဲ့သမီးကအဲ့ပတ်စံလည်းမပေးသေးဘူးသမီးကလည်းပြန်နေတယ်အဲ့လိုမျိုးဖြစ်တဲ့ခါမှာအဲနောက်ပိုင်းကျသူတို့ကသမီးဖောင်းတဲ့အကုန်တိန်ရောသမီးအဲ့လိုမျိုး စိတ်ကျင်းကြအမျိုးမျိုးလောက်တာပေါ့နော်သူတို့ပတ်စံမပေးလို့ဆိုပြီးတမင်းအမေကိုတမင်းဖုန်းလေးကိုတိမ်ပြီးတော့တမင်းအရာလူတို့ဟာပတ်စံမပေးမချင်းအဲ့လိုမျိုးဘာလို့မဲညာလို့မဲရဲတိုင်းမဲဘာညာအမျိုးမျိုးချင်းချတာပေါ့နော်နောက်မှညာအဲ့ဒီထားမှာတမင်းစုတောင်းလဲပေါ့နော်ဖះဖះတကယ်ဒီကတမင်းတကယ်ဒူးထောက်ပါပြီဒီအာတမင်းအဲ့ဒီအချိန်မှာပေါ့နော်ပုံမှန်ဆိုတနေ့ဟို စုလည်းမတောင်းဘုရားသခင်လည်းသတိမရဘူးနော်ဒီတိုင်းမှကိုအဆင်ပြေနေဘယ်တော့မှသတိမရဘူးကိုအခက်ခဲကြုံမှသာစုတောင်းလိုက်တာမျိုးပဲရှိတယ်အဲ့ကမှသမီးဘုရားတော်မှနားညင်းမယ်ပေါ့နော်သတိရရတော့ဒီနေ့15ကလောက်စုတောင်းမယ်ပေါ့နော်အအချိန်တော်တော်ကြာတော့ဘုရားသမီးကိုပြန်ပြီးတော့သမီးစုတောင်းတော့နားညောင်းပေးတယ်သမီးဘုရားသခင်ပြောတယ်သမီးဒီဒီအရာတွေဒီအရာတွေလွတ်မြောက်ခွင့်ပေးပါအဲ ဒီအချုံနောင်နေမှာလွတ်မြောက်ခွင့်ပေးပေါ့နော်ဒီလွတ်မြောက်ခွင့်ပေးမယ်ဆိုရင်ဖရာသမီးတကယ်ယုံကြည်မယ်လက်ခံမယ်ပြီးတော့မှဒီမြန်မာပြည်ကိုအစဉ်ပြေချောမွေးပြန်လဲပို့ဆောင်ပေးရင်လည်းပဲအဖရာရဲ့အမှုတော်ပဲဆောင်ရွက်တော့မယ်ဖရာသခင်ကအချိန်ပေးတော့မယ်ဆိုရင်သမီးအဲ့လိုမျိုးပြောတယ်ပေါ့နော်ပြောတဲ့အခါမှာအချိန်ကြာတော့ဖရာသခင်ကပြန်ပြီးတော့မှအဲအရအောင်ပုံမှန်ပြန်ပြီးဖြစ်စီရပါတော့။အဲ့ဒီပတ်စံနေသမီးအင်က တို့တော့နောက်ပတ်ဆောင်ကိုအချိန်3ရက်နောက်ဆုံးမှာ3ရက်ပဲသူမျိုးကိုပေးတော့တယ်အဲ့ဒီ3ရက်တွေမှာသူမီးအရာမော်နော်အရာအင်းအလူလိုလဲအရာတနာတယ်ကိုကုတ်ကိုလည်းပဲကိုအသုံးမချလို့ဖြစ်တာဆိုတော့အများကြီးတွေးရပေါ့နော်အင်းကဘလို့ရှာပြီးတော့ပို့ပေးလိုက်တော့မသိဘူးဟာအင်းကပို့ပေးလိုက်တာပဲသူမီးအဲ့ဒီအချိန်မှာမမြင်တော့ပဲနဲ့ဒါဖះကောင်းမြတ်လို့ဖះရဲ့ကျေးဇူးတော့တတ်တတ်ကြောက်ပဲဖះလှောက်ဆောင်ပေးရပဲဆိုပြီးတော့အဲ့လိုမျိုးပဲ အဲအဲ့ဒီမှာကတကယ်ယုံကြည်လက်ခံလိုက်တာပေါ့နော်လောက်ကြီးငွေအများကြီးကိုအမိုးတို့တမီးမေတို့နေနေလာဘယ်မှမတက်နိုင်ဘူးဟိုတမီးကအစင်မပြေ9လလုံးအစင်မပြေဖြစ်နေရဘူးဘယ်သူမှမကူညီဘဲနဲ့တမီးနေညမပြတ်တောင်းလျှောက်တယ်တနေ့ကို25ကခါ20လောက်တောင်းတယ်တတိယရသလိုတောင်းတဲ့အခါမှာဖခင်ကလည်းတမီးပြစ်မထားဘူးပေါ့နော်ဘယ်တော့မှလည်းပြစ်မထားခဲ့ဘူးတမီးကပဲဖခင်ကိုလစ်လူရှုပြီးတော့မှအဲ့လိုမျိုးပြစ် ပြစ်ထားခဲ့တာပဲရှိရပါတော့အဲ့ချိန်မှာအဲ့ချိန်မှာသမီးတကယ်ဒူးထောက်ပြီးတော့မှတကယ်ယုံကြည်လက်ခံတဲ့ဖျက်ရှင်တကယ်ရှိရဲဆိုပြီးတော့မှသမီးအဲ့ပြားတော့မယ်ရတဲ့ကြသမီးကအမှန်လေငါလာကြော်ဆိုတော့သမီးကဇီသားကုန်နေပြီဖြစ်တော့ကြမလို့လေငွေမှာသမီးအခက်ခဲအရန်ကြုံတွေ့ကြရတယ်ပေါ့နော်လေငွေကသမီးကိုဘယ်လိုမှပြင်မလို့အဲ့အဲ့ဆက်အပေါ့နော်လေငွေကလူရအဲ့ဆက်ဆက်လေးနဲ့ဝင်ရဆိုတော့ဘယ်လိုမှပြင်မလို့သမီးကို ဲ့ချိန်မှာအရန်ခက်ခဲခဲ့မှာနော်လူကထိုင်ကိုဂျင်းသိထောင်ပောက်ပြီးတော့မှဖျားသခင်ကိုလည်းပြန်ပြီးတော့လည်းရွက်ကအကုန်လုံးပြီးနေပြီအခါကြာလာမှာဖျားသခင်ဘာလို့သမီးကိုဒီလိုမျိုးခက်ခဲအခက်ခဲနဲ့ထပ်ပြီးတော့ကြုံကြုံတွေ့เสียရလဲဖះသမီးကိုမချစ်တာလားဘာသာလို့မေးဖို့တခါပြန်ထုတ်မယ်ပေါ့နော်အဲ့ကျတော့သမီးအသိစွတ်ထောင်းတယ်ပေါ့အဲ့သမီးကိုဖုန်းလမ်းဆက်လိုက်တယ်လမ်းဆက်ရတဲ့အခါမှာနေရတဲ့အောက်ပတ်ထူတာကတော့မပြောဘဲနဲ့အမ် ဒီနေ့မှနင်ပြောင်းလို့မရဘူးဆိုလို့ရှင်တဲ့နင်လေကလည်းပြန်ပြီးထွက်လို့မရဆိုနေဘယ်တော့မှပြန်လို့ရမှာမဟုတ်တော့ဘူးသူတမိပြောရပါတော့ပြန်ရတော့မယ့်အချိန်မှာအဲ့လိုမျိုးအခက်အခဲကြီးကထပ်ပြီးတော့ကြုံလာတော့ဘာမှလည်းအဲ့လိုမျိုးမပြောချင်လားဖြစ်သွားတယ်အဲ့နဲ့ yes သူတို့ကပြော yes ကတော့သွားလိုက်တယ်ဒီစိတ်တော့တတ်ထုတ်ခံလိုက်ဆိုတော့တမိမလည်းပဲ ဘလို့ရဲစောင်းဘလို့သွားမှာလဲဘလို့သွားပြီးတော့လောက်ခါမှာလဲပါဆိုဘာမှမသိဘူးလားအဲ့ဒီမှာဖျက်စီမှာညံပညာတောင်းနေပေါ့နော်ဖျက်ခင်တမျိုးညံပညာပေးပါတမျိုးအင်းတမင်းနှုတ်ရှာပစ္စက်ကိုကိုရှင်တမင်းပြောရဲတမင်းဒီအရာတွေမပြောတတ်ဘူးဒါပေမဲ့ကိုတော့တမင်းနဲ့တူပါရှိပေးပြတမင်းနှုတ်ရှာပစ္စက်ကိုကိုတော့မိတ်သိပေးပါကောင်းကြီးပေးပါတမင်းထွက်တဲ့စကားတွေကလည်းပဲတစ်ဖက်လူရဲ့နားထဲမှာကောင်းမှုစွာနဲ့ သူတို့နားလဲသဘောပေါက်တော့ခုကိုပေးပါလို့တမီးဆူတောင်းတဲ့ခါမှာတမီးရဲစက်ကောက်တရားတွေပဲသွားပြီးတော့မှသူ့အဲအမှရဲရတယ်နည်းနည်းပဲရှိရပါတော့ရှိတဲ့ခါမှာတယောက်ကလည်းတမီးသွားတော့ထွက်သွားတယ်တယောက်ကလည်းဂိမ်းဆော့နေတာပေါ့နော်တမီးကလုံးဝဖတ်လို့တမီးအဲ့ဒီခါမှာသူသူရှိမှရက်ပြောတမီးသူမကူမချင်းကူသူတမီးကိုတတိတော့မထုပေးမချင်းတမီးလည်းမပြောင်းဘူးဆိုပြီးလောက်ထားတယ်သူကနောက်ဆုံးတော့သူ့ဖုန်းချပြီးတော့လုတ်ပေးရပါတော့လုတ်ပေးတဲ့ခါမှာတကောက်မွန်းနေပဲ အာပြီးွားတယ်ဝင်ခွင့်ရပါတယ်ဝင်ခွင့်ရတယ်မပြီးသေးဘူးပေါ့နော်တရုတ်မှာလည်းပဲထပ်ပြီးတော့မှအရင်စစ်သေးတယ်အရင်များတယ်ဒါပေမဲ့လည်းတောက်လျှောက်သမီးဆူတောင်းပါတယ်ဆူတောင်းရတဲ့ခါမှာအဲ့အချိန်မှာဘယ်သူမှသတိမရတော့ဘဲနဲ့ကိုကြုံတွေ့ရတဲ့အခက်အခဲတွေအကုန်လုံးကဖခင်ရဲ့ကျေးဇူးတော်တသက်ပဲလွတ်မြောက်ခွင့်ရတယ်ဆိုပြီးတော့ဖခင်တကယ်လည်းယုံယုံကြည်ွားတယ်လက်ခံပါတယ်ပေါ့အဲ့တောက်လျှောက်ဖခင်သခင်ကိုမှအားကိုးပြီးတော့မှအာဒီအစဉ်ပြေပြေနဲ့ပဲပြန်ပြီးတော့မှပြန်ဒီမြန်မာပြည်ပြန်ရောက်လာတယ် ပြောင်းလာတော့လည်းပဲတမီးကဆူတောင်းခဲ့တာပေါ့နော်တမီးကိုလွတ်မြောက်ခွင့်ပေးမယ်တမီးဒီမြန်မာပြည်ကိုအစီအပြေချောမွေ့ပြန်ရောက်ခွင့်ပေးမယ်ဆိုတော့ဘုရားသခင်ကဘုရားလုပ်ပဲလုပ်တော့မယ်ဘုရားမှုတော့ပဲဆောက်တော့မယ်အာလူအများကြီးရှိမှလည်းတမီးဘုရားရဲ့ဘယ်လောက်ကောင်းရဲ့သာတမီးတတ်သိခံမယ်သူဂရီးပေးခဲ့ဒါမဲ့ဒီမြန်မာပြည်လည်းပြန်ရောက်ချင်မယ်အဲ့ပြန်ရောက်ဒါနဲ့စိတ်ကအကုန်လုံးမေ့ပြီးတော့ဟာလူလူငယ်တဘာဝအတိုင်းပဲပျော်တယ်ပါတယ်မတ်တယ်အဲ့တမီးတပတ်လောက်အဲ့ရောင်းမှာနေပြီးတော့မှပြန် အိမ်ကိုပြန်သွားပါတော့အဲ့ဒီတပလာမီရဲ့ချိန်တော်တော့မှလည်းဖះတကယ်ပေးတယ်လောကတညမှလည်းစုမတောင်းအာအိမ်ပြန်ရောက်တော့လည်းအလိုပဲပေါ့နော်တညမှလည်းစုမတောင်းတနေ့ကနေဆိုတော့သွားတက်လိုက်တယ်အဲ့ဒါမှဖះကြောင်မတက်ချိန်ဘောနော်အမိုးကအတင်းသွားခိုင်းလို့လာသွားတက်တာပေါ့သွားတော့ပုပ်ကူကိုလည်းသိရပေါ့နော်ဖះဖះကခရီးပေးရတာငါ့ကိုဘလို့ဒုက္ခထပ်ပေးအောင်လည်းမသိဖះဖះဘလောက်ကောင်းမြတ်ကြောင်လည်းစိတ်ထဲမှာပဲရှိရတကယ်လှုပ်ဖို့ကြတော့အရင် ပြင်းတယ်ပေါ့နော်အဲ့ဒါအမ်ရွာမှာပဲဆက်ရှိနေလို့ရှင်သမီးရွာမှာပဲနေနေဘကုန်းမှာပဲနေနေသမီးကသမီးရဲ့တက်တာဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူးပုံမှန်အတိုင်းပဲဟိုဗီဇာဆိုတာဘယ်တော့မှပြင်လို့မရဘူးဆိုတဲ့အတိုင်းပဲဗီဇာရှိနေတော့အဆင်ပြေသွားရင်တော့ဖခင်ကိုမေ့ရတယ်ခက်ခဲလာမှသာဆုတောင်းမယ်ပေါ့နော်ဟုတ်အရှိမဘလောက်ပဲဖေကကို့ဘောမှာဘလောက်ပဲဟိုညနေသာပေးခဲ့ပေးခဲ့ကောင်းခဲ့ကောင်းခဲ့ ဘလိုပဲကောင်းမြတ်ခြင်းတွေပေးပေးအဆင်ပြေသွားရင်ဆိုတော့အဲ့အချိန်ခဏလေးတော့ဘုရားမေ့သွားတယ်ပေါ့နော်အဲ့အမိုးရဖုံးဆက်တယ်ပေါ့နော်ဒီမှာမလုံးမလားတဲ့အဲ့အချိန်မှာလည်းတမန်မလုံးစိတ်ရလဲပဲငါပြလာမှမကြသေးဘူးဘာလို့ငါဒီလိုတွေလောက်ရမှာလဲဆိုတော့တွေ့ရတာမဲ့အမိုးကလည်းပဲသွားခိုင်းတယ်ပေါ့နော်ဒီမှာနေဘုရားလောက်ရတယ်ဒီအမှန်နေ ပြောပါမယ်နေရာဆိုနေဘယ်သူမှလည်းပြောမယ်လူလည်းမရှိဘူးနေရာပြောစကားလည်းနားမထောင်တောင်းပြီးသွားဆိုပြီးတော့အဲတမင်းစဉ်းစားရပေါ့နော်ဒါဖះငါ့ကိုဒီနေရာကိုသူ့မင်းမင်းမင်းနေတော့မင်းနေလို့ကိုယ်ဆောင်ပေးရလားစဉ်းစားစဉ်းစားရခါမှာသွားလိုက်ပါမယ်လေဆိုပြီးတော့မှဒီနေရာရောက်လာပေါ့နော်ခုနအန်ဒီပြောသလိုပဲဒီနေရာရောက်လာဆိုရလဲအချစ်တိတသက်မဟုတ်ဘူးပေါ့နော်ဖះပို့ပို့ဆောင်ပေးရသူ့ မမေ့အောင်လို့ပါရွာမနေတမျိုးရွာမနေရွာမနေနေပြပါဘယ်လိုတမျိုးဖြားစီဟုံးသတိမရဘူးမှာအာကိုတော့မမဟုတ်ဘူးဒီမှနေဒီမှလာဒီမှလာနေတော့အာရောမလို့ရရောမလို့ကျင်းဆိုတဲ့အတိုင်းပဲဒီမှာကိုကမလုပ်ဘူးဆိုလို့ရှင်တော့မကိုရှင်မလုပ်ပြနေရလို့ရှိတော့ကိုတယောက်တည်းကွက်ပြီးတော့မလုပ်လို့ရတယ်အစင်မပြေဘူးဆိုပြီးတော့အဲ့လိုအရန် ဒီနေရာရောက်လာတမီးအရင်ပျော်တယ်ပေါ့နော်ဘာလို့လဲဆိုတော့တမီးဘာမှပဲနေနေဖျားဟိုမိဟွာမှာဒီလိုရောက်လာတော့အမိုးကြီးတော့လှုပ်ပြရဲဆီအမတော့လှုပ်ပြရဲဆိုတော့မို့ကိုကလည်းအဲ့လိုမျိုးပုံဘာဖျားဟိုတနေ့ကနှစ်ခါလောက်တော့ဆူတောင်းပြတယ်ပေါ့နော်ဆူတောင်းပြတော့အာတမီးအဲ့ညဘက်အိတ်လို့ရှင်စဉ်းစားရပေါ့နော်ဒီညကိုပို့ဆောင်ပြရဖျားသူ့မိတော့မှာမို့လို့မင်းနေပြီဖြစ်တော့ကြောင့်မို့ပို့ဆောင်ပေးတာ ငါအပြန်မို့ကြတော့မတွေးဘူးဆိုပြီးတော့အဲ့လိုမျိုးပဲတွေးပြီးတော့ပါနေလာပါတော့အဖေကသမီးပေါ်မှာအရန်ကောင်းမြတ်ခဲ့ကောင်းမြတ်ခဲ့ပေါ့မျက်နှာသာအရန်ပေးခဲ့တယ်ဘလောက်ဒီအတရွယ်နဲ့သမီးရဲ့အတရွယ်နဲ့မလိုက်တဲ့ဉာဏ်ပညာကိုလည်းပေးခဲ့တယ်အာရရဲ့ခြင်းကိုလည်းပေးခဲ့ရပါတော့အဲ့တော့ဖျားသခင်ကိုလည်းကျေးဇူးတင်တယ်ဒီမြောက်ပို့ဆောင်ပေးအလူ အကောလုံးလည်းကျေးဇူးတင်တာပါနော်ညနေလေးရဆရာပြရင်ကောက်ကျေးဇူးပါ